ရေဒီယိုအန်ယူဂျီသောရဆင်များမင်္ဂလာပါခင်ဗျာခုချိန်အစပြီး2025ခုနှစ်ဤဗီလာ14ရက်နေ့ညပိုင်းမှာတင်ပြပေးမယ်ရေဒီယိုအန်ယူဂျီစီရေးသတင်းများကိုကျွန်တော်ရန်နိုင်ကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးခြင်းနဲ့စီရေးသတင်းကတော့ဂနီမြို့နယ်ကိုဂျမ်ပတ်စစ်တပ်ကဒီကနေ့မနက်ပိုင်းမှာလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်စကိုင်းတိုင်းကနီမျိုးနယ်ကိုအချမ်ပတ်စစ်တပ်ကဒီကနေ့မနက်မှာလေကြောင်းတိုက်ခိုက်မှု၈ကြိမ်ပြုလုပ်ခဲ့တယ်လို့အီဘီလာ၁၄ရက်မှာ ကနေမြို့နယ်ဒေသခံကိုပြစ်အောင်လိုင်းကအသိပေးဆိုထားပါဗျ။ကနေမြို့နယ်အရေးတကြီးသတိရှိကြပါကနေမြို့နယ်မှာဒီကနေ့မနက်ပိုင်း9:30မှ10:00အချိန်အတွင်းစစဆဟာ Yellow Cut A2 UAV drone, Jet Fighter, Paramotor Lady, White 12 MI35 များနဲ့လေကြောင်းပြင်းမှု၈ကြိမ်ပြုလုပ်ခဲ့ပါတယ်လို့ဆိုပါတယ်။ထိခိုက်ပျက်စီးမှုအခြေအနေများကိုမသိရသေးဘဲလေကြောင်းမှာတော့စစဆရဲ့ယင်များဝဲပြန့်နေစေဖြစ်တယ်လို့အသိပေးဆိုထားပါဗျ။ အချမ်းပတ်ဆေးအုပ်စုဟာမတ်လ28ရက်မှအီဘီလာ17ရက်အထိလေကြောင်းတက်ခတ်မှု82ကြိမ်ပြုလုပ်ခဲ့ပြီးတေဆုံးသူ105ဦးရှိခဲ့ကလက်နက်ကြီးပစ်ခတ်မှုအကြိမ်30မှာတေဆုံးသူ6ဦးရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးဆိုရကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုဆက်လက်ပြီးတင်ဆက်ပေးမယ့်စီးရီးသတင်းကတော့အရတော်မြို့နယ်တောင်ပတ်ချံစကားဆာများထိုင်းချတပ်ဆွတ်ထားတဲ့စပရင်းပြူရောက်ကိုတော်လိုင်းတက်များဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် အကြရောမျိုးနဲ့တောင်ပတ်ချန်ဆက်ကဆာများထိုင်ချတက်ဆွဲထားတဲ့စပရင်ပြူရောကိုတော်လိုင်းတက်များဒရုန်းနဲ့တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ BIA တပရင် LTF တပရင်တိုက်နယ်၃ဒရုန်းအဖွဲ့အဖွဲ့အနေနဲ့အီဗီလာ၁၁ရဲ့အကြရောမျိုးနဲ့တောင်ပတ်ချန်ဆက်ကဆာများထိုင်ချတက်ဆွဲထားတဲ့စပရင်ပြူရောကိုဒေသခံမာမေများဖိတ်ခေါ်တဲ့အတွက်ဒေသခံရင်းများပကဖများနဲ့အတူပူပေါင်းက fixed wind drone များလက်နက်ငယ်များနဲ့တိုက်ခိုက်ခဲ့တယ်လို့အတည်ပြုထားပါတယ်။ ပြစ်မှတ်တည်ကြတဲ့အတွက်စကားဆာများဘက်မှလက်နက်ငယ်များနဲ့ရန်တန်ပစ်ခတ်ခဲ့ကြပေမဲ့လည်းတုံလဲတက်များအားလုံးအထိခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ကြတယ်လို့ဆိုပါတယ်ခင်ဗျာအခုတခါလေးနှစ်တာကာလတွင်တိုက်ပွဲပေါင်း190ကျော်ပေါဝင်ဆင်နွှဲခဲ့တယ်လို့ချင်းမျိုးသားအဖွဲ့ချုပ်အသိပေးတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်လင်းနတာကာလာတွင်တိုက်ပွဲပေါင်း190ကျော်ပဝင်ဆင်နွှဲခဲ့တယ်လို့အီဘီလာ73ရက်မှာချင်းမျိုးသားဖွဲ့ချုပ်ဖွဲ့စည်းတီထောင်ခြင်းလင်းနစ်ပြထုတ်ပြန်ကြေညာချက်မှာဖော်ပြထားပါတယ် လင်းနစ်တာကာလာတွင်တိုက်ပွဲပေါင်း190ကျော်ပေါင်းဝင်ဆင်နွှဲခဲ့ပြီးမိမိတို့တပွဲတဲကဆင်နွှဲခဲ့တဲ့စကန်းသိန်းတိုက်ပွဲ2ကြိမ်ပေါင်းဝင်စကန်းသိန်းတိုက်ပွဲပေါင်း73ကြိမ်ရှိခဲ့တယ်လို့ဖော်ပြပါရှိပါတယ်တိုက်ပွဲကာလာတွင်ကြာဆုံးသူရဲဘော်62ဦးရှိခဲ့ပြီးမတန်ဆွမ်းဖြစ်ခဲ့ရသူ63ဦးရှိခဲ့တယ်လို့ဆိုပါတယ်ဒါပြင်ချင်းပြည်စုစည်းတီထောင်ပြီးဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ပေါက်လာရေးအတွက် ICNCC NUCC CRPH NUG တို့နဲ့လည်းပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်ခင်ဗျာ ခုဆက်လက်ပြီးတင်ဆက်ပေးမှာကတော့ ARD တိုင်းလေးမြနာမြို့နယ်ကမ်းပြူတောင်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆက်ကဆတက်များတဲ့မှာ၃ဦးထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါလေ။ ARD တိုင်းလေးမြနာမြို့နယ်ကမ်းပြူတောင်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆက်ကဆတက်များတဲ့မှာ၃ဦးထွက်ပြေးခဲ့တယ်လို့သတင်းထုတ်ဖွဲ့ပသိမ်းကဖော်ပြပါလေ။ ARD တိုင်းဟင်းသရကရိုင်လေးမြနာမြို့နယ်ပေးနေခွင်းရွာကမ်းပြူတောင်ဘုံကြီးကျောင်းမှာတက်ဆွဲထားတဲ့အကြမ်းဖက်ဆက်ကဆများတဲ့မှာ၃ဦးဟာအီဘီလာစနေနေ့ညမှာထွက်ပြေးသွားတဲ့အတွက်လိုက်လံရှာဖွေနေကြတယ်လို့ဖော်ပြပါဗျ။ ၎င်းတို့ထဲမှာလည်းသဘောထားတွေကွဲလွဲနေကြပြီးမဖြစ်မနေနေကြရပေမဲ့ထွက်ပြေးကျင်သူများလက်နက်ချကျင်သူများရှိနေကြကအဲ့ဒီအုပ်စုမှာအသက်ကြီးပိုင်းအများစုတွေ့ရှိရတယ်လို့ဆိုထားပါတယ်ခင်ဗျာအခုတခါကျက်တနက်စစ်ကြောင်းအပတ်စဉ်လေးခြေကန်စစ်ပညာတနန်းစင်ပွဲကျင်းပတဲ့တဲ့ရင်ကိုတင်ဆက်ပေးကြပါမယ်ကျက်တနက်စစ်ကြောင်းအပတ်စဉ်လေးခြေကန်စစ်ပညာတနန်းစင်ပွဲကျင်းပခဲ့ပါတယ်တောင်ပိုင်းစစ်ဒေသအမှတ်32ပြူဟာ ကျက်တဲ့စစ်ကြောင်းအပတ်စဉ်လေးအခြေခံစစ်ပညာသင်တန်းတင်ပြဆောင်2025သင်တန်းစင်ပွဲခဏကိုကျင်းပခဲ့တယ်လို့ဧပြီလ14ရက်သတင်းထုတ်ပြန်ပါလေ။အခမ်းအနားမှာစစ်ကြောင်းကြည့်တဲ့ချင်းစစ်ရေးပြခြင်းမိန်ကုံများပြောကြခဲ့ပြီးဇနန်းသားများတစ္ဆာရေးတောက်ချင်းတို့ကိုပြုလုပ်ခဲ့ကြပါလေခင်ဗျာ။ဆလဘီတင်ဆက်ပေးမှာကတော့လေကြောင်းလက်နက်ကြီးမိုင်းဘေးအန်ရီရှော့ချကာကွယ်ရေးအသိပညာပေးသင်တန်းဖွင့်လှစ်ခဲ့တဲ့သတင်းပဲဖြစ်ပါလေ။လေကြောင်းလက်နက်ကြီးမိုင်းဘေးအန်ရီရှော့ချကာကွယ်ရေးအသိပညာပေးသင်တန်း အခြေခံရှေ့ဥတုနာပြုစုခြင်းတင်မြင့်ဆောင်2025ကိုသမွေးပညာကော်မတီကလေးခရိုင်နဲ့ Mobile Medical Team MMT Watch Division တို့ပူးပေါင်းစီစဉ်ဖွင့်လှစ်ခဲ့တယ်လို့သတင်းရရှိပါတယ်။တင်နန်းကို9ရက်တာတင်ကြားခဲ့တာဖြစ်ပြီးဂျာကာလာပြည်သူပညာရေးကျောင်းမှဆရာဆရာမ28ဦးတက်ရောက်ခဲ့ပါတယ်။တင်တောက်ကူအတွက်ဘေးကင်းကျင်းမျိုးကမ်ပိန်းမှကုညီကလေချောင်းရံကာကွယ်ရေးအဖွဲ့အတွက်ငွေကျပ်10သိန်းကိုလည်းလှူဒါန်းခဲ့ပါတယ်ခင်ဗျာ။အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့စေရေးသတင်းကတော့ အကြံပတ်စစ်ဟုဆိုတဲ့စစ်တပ်ထဲကအချင်းချင်းမဖယ်ရှားနိုင်ရင် တော်လိုင်းအင်အားစုတွေကဖယ်ရှားရတော့မှာဖြစ်ပြီးစစ်တပ်တစ်ခုလုံးဖျက်သိမ်းပေးရမှာ ဖြစ်တယ်လို့ဆိုတဲ့သတင်းပဲဖြစ်ပါလေအကြံပတ်စစ်ဟုဆိုရဲ့စစ်တပ်ထဲကအချင်းချင်းမဖယ်ရှားနိုင်ရင်တော်လိုင်းအင်အားစုတွေကဖယ်ရှားရတော့မှာဖြစ်ပြီးစစ်တပ်တစ်ခုလုံးဖျက်သိမ်းပေးရမှာဖြစ်တယ်လို့အီဘီလာတွင်စီးရဲသတင်းတွေကိုသုံးသပ်ရေးသားနေတဲ့ PDF Insight ကဖော်ပြပါတယ်လက်ရှိချိန်မှာစစ်တပ်ဆိုတာသူမိသားစုနဲ့အနီးအနားကလူတစုလို့ပဲအတိတ်ပဲဖွင့်ရမှာပါ အဲ့ဒီလူတစုရဲ့အကျိုးစီးပွားတွေအတွက်စစ်သားအားလုံးကိုအသေးခံတိုက်ခိုင်းနေတာပါပဲအပေါ်မှာတင်ပြခဲ့တဲ့အချက်၃ချက်ကိုဒီလူတစုကဘယ်တော့မှလုံမှာမဟုတ်လို့ဒီလူတစုကိုအရင်ဖယ်ရှားဖို့လိုတာပါစစ်တပ်ထဲကအချင်းချင်းမဖယ်ရှားနိုင်ရင်လဲတော်လိုင်းအင်အားစုတွေကဖယ်ရှားရတော့မှာပါအဲ့ဒီအချိန်ဆိုရင်တော့စစ်တပ်တခုလုံးဖျက်သိမ်းပြရမှာပါမဟုတ်ရင်ဒေါ်စိန်အေးတင်ယူရထားခဲ့တဲ့ဘဲစစ်ဖို့မဆိုနေရာလေးရလာရင်အာနာသိမ်းဖို့ပဲစဉ်းစားနေမှာဖြစ်လို့ပါပဲလို့ဖော်ပြထားပါတယ် လက်ရှိမှာအကြံပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ရွေးချယ်တဲ့လမ်းကြောင်းတိုင်းစစ်ရေးကသာလျှင်အဆုံးဖြတ်ဖြစ်မှာဖြစ်တယ်လို့ PDF Insight ကဖော်ပြထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းတွေကို Radio NUG သတင်းတောက်တာဂီကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ